ဆိုင်ဆောင်မင်္ဂလာပါရှင်2025ခုနှစ်ဒီဇင်ဘာလ10ရက်ဒီနေ့ပုတ်တူဟူနေညာ၈နှစ်အတန်ရဲ့ pocket အစီအစဉ်တွေကိုတင်ဆက်ပေးပါတော့မယ်ရှင်ဒီနေ့ညအတွက်၈နှစ်ဒေတာနဲ့ပြည်တွင်းပြည်ပကသတင်းတွေကိုစုစည်းနှဆက်သွားကြမှာဖြစ်ပါတယ် ဖကန့်မြွနယ်ထဲက KNO KNA ထိန်းချုပ်တဲ့မော်တွေမှာကြောက်စိမ်းလုတ်ွက်လက်ဝကြီးအုပ်ခံနေရတဲ့အကြောင်းပမောက်မြွနယ်အတွင်းကဝန်ထမ်းများလှဆမရရှိတာ၅လကြာကြာမြင့်လာတဲ့အကြောင်းစကိုင်းတန်းကခန်းတီမြွနယ်နဲ့ဟုံမလင်းမြွနယ်မှာရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ကြေးရွာအုပ်စု62အုပ်စုရှိနေတဲ့တတင်းနဲ့ပမောက်မြို့အနောက်ပက်ရှမ်းဒေသမှာ MPT ဖုန်းလိုင်းပြန်လည်ရရှိလာတဲ့အကြောင်းတွေကိုပြောပြပေးတော့ပါမယ်ရှင် ဟာကန်မြို့နယ်ထက်က KNO KNA ထိန်းချုပ်တဲ့မော်တွေမှာကြောက်စိမ့်လောက်ွယ်လက်ဝကြီးအုပ်ခန့်နေရတဲ့အကြောင်းကိုပြောပြပေးတော့မှာပါဖာကဲမြို့နယ်ထဲကကရှင်လွတ်မြောက်ရေးအဖွဲ့ကရှင်လွတ်မြောက်ရေးတပ်မတော် KNO KNA ထိန်းချုပ်တဲ့မော်ကျေးရွာများရဲ့ကြောက်စိမ့်လောက်ွက်တွေဟာကန့်တက်ရှဲလဲရှင်များခန့်နေကြရကြောင်းဒေသခံများထပ်မတီးရပါတယ် တမခန့်မြို့အပအဝင်စိတ်မှုကျေးရွာဝိခါကျေးရွာတွေနဲ့၎င်းတို့ထိန်းရှုံမှုအောက်မှာရှိနေတဲ့မော်တွေမှာတမန်ရှိခန့်တနိုင်တပိုင်ကြောက်စိမ့်တူဖော်သူများနဲ့ရေမစေးတမများဟာကြောက်စိမ့်ရှာဖွေဖို့အခွင့်အရေးတွေနေပါနေရှင်းနဲ့ဖိနှိပ်ခံရမှုတွေကြုံနေရတယ်လို့ဆိုကြပါဗျာ။တရှိတူဖော်နေတဲ့ကုမ္ပဏီအဖြစ်ရတယ်။ဟုတ်ပါဘူး။ကျန်နေတာတနိုင်တော့ရှင်နေတဲ့ပုံပေါ်ကုမ္ပဏီကြီးမပေါ့ဘူး။ဘယ်မဲ့လဲ ရန်သားတွေပေါ်မှာနိုင်ကုန်ပြီသူတို့ပဲကျေတော့အတွင်းမှာချပေါင်းတော့နေထားပါသူတို့ဆိုရင်စုပ်ကြည့်တဲ့ပြစားပေါ်တော့ခဏကမှခဏစုပ်ကြည့်လိုက်ရင်ပြစားပေါ်တော့မှာချက်ခက်ဖြစ်တာ တနိုင်တပိုင်းကျောက်စိန်တူဖို့နေတူတူကအခုလိုပြောပြပါရဲအဆိုပါလက်နက်ကင်အဖွဲနဲ့ယင်းနီတိကျွမ်းတဲ့တူများတာကျောက်စိန်ရှာဖွေခွင့်ရရှိပြီးအခုနောက်ပိုင်းမှာအမည်ပေါက်မရှိတဲ့ကုမ္ပဏီအများအပြားရှိလာကအရှိခံလူဒန်းစားကျောက်ရှာဖွေတူများအနေနဲ့စက်တဲမှုတွေဖြစ်ပေါ်နေတာလည်းဖြစ်ပါရဲကျောက်စိန်ရှာဖွေခွင့်နဲ့တူဖို့ခွင့်အခွင့်တွေကိုလည်းအစမတန်ကောက်ခံနေတယ်လို့ကျောက်စိန်ထွက်အားနေပါတဲ့နေရာမှာ ကျောက်စိမ်းထွက်အားနေပါတဲ့နေရာတွေမှာအနည်းဆုံးတလကို730အနည်းဆုံးပေးဆောင်ရကြောင်း ဆိုကြပါရယ်ဒီထက်ကကျောက်စိမ်းကောင်းထွက်အားကောင်းမွန်တဲ့ဝေခါကျေးရွာလိုနေရာများမှာတလ730ရရှိကောက်ခံပြီးတီတီတတွေမှာတော့၎င်းတို့အဖွဲ့အစည်းနဲ့ဖက်ဆက်ကုမ္ပဏီများတာတူပေါခွေရရှိတာလည်းဖြစ်ပါတယ်ဒီဒီတာတွေကိုအမှားနဲ့ဆိုင်နေတယ်လို့ပြောပြီး cái <laughs> con ấy con là lúc đó sẽ trái thừa là cái mà đối với cháu và à mà chỉ để cháu và anh để nhà tôi phải đào hoa cái lao để nghe xem như vậy thế nên cháu phải lấy xe về trong ta cháu để để bà để có được nhà tôi để nhà mà ủy kha luôn nhà tôi mình cho nó tùy một trái để xem như vậy này mà sau khi dùng đây là nó sẽ nó sẽ không có thể chết cái để được nhà rồi có thể để chết cái để được anh ấy bà sang học điện thoại có thể học điện thoại lần này lòng သူကထပ်မံပြောပြပါတယ်ဇာဝတ်နေရေးအတွက်အရှိခံရှာဖွေစားတောက်နေရတဲ့မိသားစုများမှာကုန်စည်နှုံးကြီးမြင့်မှုတန်အပြင်အလောက်အကန့်ရှာပါမှုတန်တွေပါခံစားနေကြရတာလည်းဖြစ်ပါတယ်ဖကံမြို့နယ်ထဲကဖကံမြို့ပေါ်နယ်လုံခင်းကျေးရွာတဝိုက်တွေကိုစစ်ကော်မရှင်ကထိန်းချုပ်ထားတာဖြစ်ပြီးစစ်တပ်ဘက်မှ KIO KIA ထိန်းချုပ်တဲ့ကြောက်စိမ်းလောက်ွက်တဲ့ကြေးရွာတွေကို မကြာခဏလက်နက်ကြီးပစ်ခတ်မှု ပုံကျဲတက်ခဲမှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်ရှင်စကိုင်းတိုင်းကခန္ဒီမြို့နယ်နဲ့ဟ ோம் လီမြို့နယ်မှာရွက်ောက်ပွဲမကျင်းပနိုင်တဲ့ကြီးရွာအုပ်စု62အုပ်စုရှိနေတဲ့တည်င်းကိုတင်ဆက်ပြီးသွားပါမယ် လာမယ့်2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာကျင်းပပြုလုပ်မယ့်ရေကောက်ပွဲအပိုင်းသင်းနဲ့အပိုင်းနှစ်အတွင်းစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းခန်းတီးမြို့နယ်နဲ့ ဟ ோம் လီမြို့နယ်မှာရွက်ောက်ပွဲ မကျင်းပနိုင်တဲ့ကြေးရွာအုပ်စုပေါင်း62အုပ်စုရှိနေတယ်လို့ပြည်တော်စုရွက်ောက်ပွဲကော်မရှင်ကဒီဇင်ဘာ5ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ခန်းဒီမြို့နယ်မှာတော့ရွက်ောက်ပွဲ မပြုလုပ်မဲ့ကြေးရွာအုပ်စုတအုပ်စုသာရှိပြီးဟ ோம் လီမြို့နယ်အတွင်းမှာတော့ကြေးရွာအုပ်စု62အုပ်စုရှိတယ်လို့သိရပါတယ်။ ဟ ோம் လေးမြို့နယ်မှာရက်ောက်ပွဲ ကျင်းပမယ့်ရက်ကွက်၅ခုနဲ့ကျေးရွာအုပ်စု၁၆ခုရှိနေပြီးရာခိုင်တို့အနှဲငယ်တာရှိနေတာဖြစ်ပါတယ်။ဟ ோம் လေးမြို့နယ်မှာဥရုရှောင်းဒေသ၊နတ်နန်းဒေသနဲ့ရှင်တွင်မြင်အောက်ပိုင်းဒေသမှာနေ့စဉ်တိုက်ပွဲဖြစ်ပေါ်နေပြီးနေမီလုံးရှုံမှုမရှိတာကြောင့်ဒီဒေသတွေအတွင်းမှာရက်ောက်ပွဲ ပြုလုပ်သွားမှာမဟုတ်ဘူးလို့သိရပါတယ်။ ဥရုချောင်းဒေတာမှာတော့နောင်ပိုအောင်နတ်တော်ရေပေါ်မီစေတီစိတ်နဲ့နတ်နန်းဒေတာမှာတော့နတ်နန်းအုပ်စု နောင်ဖာမူအုပ်စုချင်းတွင်းမြအောက်ပိုင်းဒေတာရွှေပြည်အမျိုးတောင်တုအုပ်စု လောင်မင်းကြီးရွာအုပ်စုတို့မှာလည်းရေကောက်ပွဲမချင်းပါတော့ဘူးလို့ဆိုထားပါတယ် နေနဲ့သုံးခုတပုံကူတာရစ်ကောက်ပွဲကျင်းပရွားမှာဖြစ်ပြီးမြို့နယ်အနီးဝန်းကျင်ကျေးရွာရှို့တွေနဲ့ရှင်တွင်မြေအထက်ပိုင်းဒေသတွေမှာပြုလုပ်သွားမှာဖြစ်တယ်လို့ကြံတီဒများကတော့လုံခြုံရေးအရာရှမ်းလက်ထားမှာဖြစ်တယ်လို့သိရပါတယ်။ဒီဇင်ဘာလမှာ Homeless မြို့နယ်အတွင်း KIA BTF များနဲ့ SNA စစ်ကော်မရှင်တို့ကြားတိုက်ပွဲဖြစ်ပွားမှု၅ကြိမ်ထက်မနည်းရှိနေပြီးလေကြောင်းတိုက်ခိုက်မှုတွေလည်းဆက်တိုက်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ အမောင်းမြို့နယ်အတွင်းကဝန်ထမ်းများလဆာမရရှိတာ9လကြာမြင့်လာတဲ့အကြောင်းကိုပြောပြပေးတော့မှာပါ။စကန်းတိုင်းဒေသကြီးအထက်ပိုင်းပမောင်းမြို့နယ်ကတိုက်ပွဲတွေကြောင့်ဝန်ထမ်းတွေစစ်ပေးသိမ်းရှောင်နေကြရပြီးလဆာမရရှိတာ9လကြာကြာမြင့်လာပြီးဖြစ်တယ်လို့ဝန်ထမ်းများထံကနေတီးရပါတယ်။ဒါပြင်မြို့ပေါ်စတင်ကြောင်းများ ပိတ်ထားရတာလဲနလကြော်ကြံမြင့်လာသလိုလဆာမရရှိတဲ့အထဲပညာရေးဝန်ထမ်းများလည်းပါဝင်နေတယ်လို့ဆိုပါတယ် အမောင်မျိုးမြို့တိန်တိုက်ပွဲတွေကြောင့်ဝန်ထမ်းတွေနဲ့ကျောင်းဆရာဆရာမတွေဟာဟ ோம் လင်းစကိုင်းမန္တလေးစတဲ့မြို့တွေမှာစစ်ပေးရှောင်ခဲ့ကြပြီးတရှုဝန်ထမ်းတွေကအလုပ်ပြန်လဲလုပ်ကင်နေရမှုတွေရှိနေတယ်လို့ပညာရေးဝန်ထမ်းတဦးကပြောပြပါတယ်။ကျောင်းဖွင့်လို့ရတဲ့ခြေတားမှာဆောင်ခဲ့ကြလေ။အမှခုစစ်ရှောင်စစ်ရှောင်ပေါ်တော့မနေဘဲနဲ့ပေါ်တော့အခုကျွန်တော်တို့လိုအပ်တဲ့ကျောင်းတွေမှာလဲဝင်ရောက်ပြီးတော့တာဝန်ထမ်းဆောင်နေကြလေဒီပုံမျိုးတွေမှာ ။နောက်ပြီးတော့ homeless တွေဘက်ကလည်းဒါဒီကျောင်းဖွင့်ကျောင်းနေမှာ homeless တွေမှာလည်းတရားရင်ဖွင့်တဲ့ကျောင်းတွေမှာလည်းတွားရောက်ပြီးတော့တာဝန်ထမ်းဆောင်တာလည်းရှိတယ်။နောက်မန်လေးတို့စကိုင်းတို့အဲ့ဘက်ကလည်းစစ်ဆောင်ပြီးတော့အမှတာဝန်ထမ်းဆောင်တာလည်းရှိတယ်ဗျ။ ဒီထက်ကမန္တလေးနဲ့စကိုင်းဘက်စစ်ဆောင်ဝန်ထမ်းအရှုံမှာဝန်ထမ်းလာစာမရရှိတည်သူများလည်းရှိနေပြီးပမောင်မြို့နယ်အတွင်းကြန့်ရှိနေတဲ့ပညာရေးဝန်ထမ်း336ဦးတွေကိုတော့ပညာရေးရက်ကြီးဆက်ကော်မတီကနလစာကူညီချုပ်တင်ထုတ်ပေးထားရတယ်လို့တီးရပါတယ်ဒီညာရေးလာစားရမထုံနိုင်တဲ့အခါဆက်ဆံမတွေအခက်ခဲဖြစ်နေတယ်အဲ့လိုဖြစ်တဲ့အတွက်ကျွန်တော်တို့က ပညာရေးဆက်ကော်မတီစီဝေးခေါ်ပြီးတော့ကျွန်တော်တို့လုပ်ငန်းရှင်တွေရဲ့ထောက်ပံ့မှုနဲ့ကျွန်တော်တို့ဒါလစာကိုကျူတင်ပြီးတော့ထုတ်ပေးတဲ့ထုတ်ပေးတဲ့တဘောပေါ့ပညာရေးရဲ့ကျေးဆက်ကော်မတီတာဝန်ရှိသူက အခုလိုပြောပြပါတယ်မြို့သိမ်းတိုက်ပွဲကြောင့်အစိုးရပန်များလဲယာယီရက်နာထားရကအစိုးရဝန်ထမ်းလဆာများအတွဲအခုလို အခက်အခဲကြုံတွေ့နေရတာဖြစ်တယ်လို့ဆိုပါတယ်ဝန်ထမ်းလဆာများကိုဇူလိုင်လအထိတာထုတ်ယူထားနိုင်ပြီး ည်အကြောင်းအရာတွေအတွက်ပညာရေးဝန်ကြီးဌာနနဲ့တိုင်းမူများထံတင်ပြထားကြောင်းလည်းသိရပါတယ်မြို့နယ်အတွင်းကအစိုးရဝန်ထမ်းများအတွဲရှနစ်မျိုးရမ်းများတက်မတော် SND တက်မဟာ614ထိန်းရှုပ်ရနယ်မြေမှာယာယီစစ်ဆောင်စခန်းများတိဆောက်ပေးပြီးနေထိုင်စားဝတ်နေရေးနဲ့ဝန်ထမ်းလာစာများအခက်အခဲတွေကိုကူညီပေးနေတယ်လို့ဆိုကြပါတယ်။လက်ရှိမှာတော့ပမောင်မြို့အတွင်းမှာနှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်ရှင်။ ပမောင်မျိုး အနောက်ပက်ရှမ်းဒေသမှာ MD ဖုန်းလိုင်းပြန်ရရှိလာတဲ့တဲ့င်းကိုပြောပြပြီးတော့ပါမယ်။စကိုင်းတိုင်းအထက်ပိုင်းပမောင်မျိုးအနောက်ဘက်ရှမ်းဒေသဖြစ်တဲ့တရက်ကုန်းကြီးရွာအနီးရှိရွှေနောင်စိန်ရွှေတူးဖော်ရေးမော်တော်ဝိုက်မှာမနေ့ကဒီဇင်ဘာ9ရက်နေ့ညပိုင်းမှာ MBT operator ဖုန်းလိုင်းပြန်ရရှိနေတယ်လို့ဒေတာအသွေးနေထိုင်သူများထံမှသိရပါဗျ။ည၈နာရီလောက်စားရတာဟုတ်တယ်ခေါ်လို့ရပြီ။ internet တွေတော့တုံးလို့မရသေးဘူး။ခုလောလောဆယ်တော့ sign starlink မှာတွားတုံးလို့ကိုမရသေးဘူးလို့မော်သွေးနေထိုင်သူတို့ကပြောပြပါဗျ။ပမောက်မြို့နယ်ကို2023ခုနှစ်ကနေစတင်ပြီး စစ်ကော်မရှင်က operator အားလုံးနဲ့ internet wifi အားလုံးများကိုတဖြည်းဖြည်းဖြတ်တောက်ခဲ့ပြီးဖုန်းလိုင်းတချို့ကမကြာခဏပြန်လည်ရရှိမှုတွေလည်းရှိခဲ့ပူပါတယ်။နောက်ပိုင်းမှာဒေတာခန့်များက styling wifi ဆိုင်တွေမှာတနာရီ9000လုံးနဲ့ internet များသုံးစွဲရရှိနေတာလည်းဖြစ်ပါတယ်။သို့တော်လည်း2025ခုနှစ်စက်တင်ဘာလပိုင်းမှာစပြီးချက်နှစ်အမျိုးသားတက်မတော် SNA နဲ့တော်လိုင်းရေးတပ်ဖွဲ့ KNAPDF တို့တိုက်ပွဲဖြစ်ပါ ားမှုတွေရှိလာပြီးနောက်အင်တာနက်များအားလုံးလည်းဖြတ်တောက်ပိတ်ပင်ခဲ့ပါတယ်။ယခုဖုန်းလိုင်းပြန်လည်ရရှိနေတော့လဲအင်တာနက်တွေကိုတော့သုံးဆွဲရှင်းမရှိသေးကြောင်းသိရပါတယ်။ရှနီအတန်ရဲ့ pocket အစီအစဉ်တွေကိုရှနီပါရာနဲ့မြန်မာပါရာပါရာနှမျိုးတင်ဆက်ပေးနေပါရရှင်။ ရှနိအတန်ရဲ့တည်တင်းဆောင်းပါးတွေကို www.shanipoint.com နဲ့ www.facebook.com/tpoyoshani စာမျက်နှာတွေမှာတွားရောက်နားဆင်လို့ရနေပါပြီ။ဒါအပြင် ရှနိတိုင်းနာတို့ရဲ့ရိုးရရင်ကျင်းမှုများလူနေမှုပေါ်ဝလူမှုရေးစီးပွားရေးကိစ္စရပ်များကိုဆောင်းပါးများ short video များအနေဖြင့်ရှနိအတန်ရဲ့ re youtube channel တရီကရန် channel တို့မှာလည်းကြည့်ရှုနိုင်ပါရဲ့ရှင်။ အခုလိုနားဆင်အားပေးခဲ့ကြတဲ့အတွက်ရှနိအတန်ဝိုင်းဒေါ်တာတွေကအထူးပဲကျေးဇူးတင်ရှိပါတယ်မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပါကျမ်းမာရှနာကြပါစေရှင်ငင်ဆုံတေရောက်ခါဆောက်